ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝဲမြို့နယ်ရှိခီခီစခန်းကို KN မျိုးသားစီယုံ KNU KNN နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ဆယ်ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်မေလ9ရက်နေ့နဲ့တွင်တင်ပိုက်နိုင်ခဲ့သည်ခီခီတပ်စခန်းနှင့်9မိုင်ကွာအဝေးရှိထီးတာဘျူဟာကုန်းကိုဧပြီလ16ရက်နေ့တွင်တင်ပိုက်ခဲ့ပြီးထပ်မံပေါ်ပေါက်လာသည့်အောင်မြင်မှုဖြစ်သည်ဟု PDF တနင်္သာရီတိုင်းစစ်စစ်ရေးတာဝန်ခံရဲဘော်စတားကပြောသည် ဒီနေ့မနက်9နာရီလောက်မှစကန်ရလိုက်တယ်။စကန်ကိုတော့သွားဝိုင်းထားတာကတော့ကြာပါပြီ။တပတ်ကျော်လောက်တော့ကြာပါပြီ။ထီထဗျူဟာကိုတင်ပြီးတဲ့နောက်မှာအဲ့ဒီစကန်ကိုတွားဝိုင်းနေ KNU တပ်မဟာလေးရဲ့ဦးဆောင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့အဲ့ဒီစကန်ကိုတင်ပိုက်တာဖြစ်ပါတယ်ဟု၎င်းကဆိုသည်ထီခီသည်ထိုင်းမြန်မာနယ်စပ်ရှိကုံသွေးရေးစကန်လည်းဖြစ်အဓိကတပ်စကန်လည်းဖြစ်သည် ထိခိတိုက်ပွဲတွေစစ်ကောင်စီတပ်ကအကြအဆုံးများပြီးထိုင်းနိုင်ငံဘက်ထွက်ပြေးသွားသူများလည်းရှိသည်ဟု၎င်းကဆက်ပြောသည်ထီဂီစခန်းကနေဆက်စခန်းဖြစ်ပါတယ်။ထိုင်းဘက်ကိုအဓိကသွားနေတဲ့လမ်းပေါ်မှာအဓိကစူးမိုးထားတယ်။အခုဆိုရင်ထီဂီစခန်းလည်းကြပြီ။ထီထပြူဝါလည်းကြပြီဆိုတော့နေဆက်တကြောမှာတော်တော်လေးလုံခြုံသွားပြီဟု၎င်းကပြောသည်။အဓိကကတော့အဲ့ဒီမှာရှိနေကြတဲ့ဒေသခံတွေလည်းပို့ပြီးတော့လွတ်လပ်သွားတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့တော်လရဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်းထိုင်းနယ်ဆက်ကူလူဆက်ဆံတဲ့အချိန်မှာတော်တော်လေးအဆင်ပြေသွားတယ်လို့ပြောလို့ရတယ်။ထိုဒေသတိုက်ပွဲအကြောင်းကိုစစ်ကောင်စီကတည်င်းထုတ်ပြန်လေးမရှိပေ။ထီကီတက်ဆက်ခန်းကိုထိုးစစ်ခံနေရချိန်တွင်စစ်ကောင်စီလက်ထက်ကနေစဉ်ပုံကျဲပြီးပြင်းပြင်းထန်ထန်ပြန်လည်ခုခံခဲ့သည်။စစ်ကောင်စီတပ်သားအများအပြားနေဆက်ဖြတ်ပြီးထိုင်းနိုင်ငံနဲ့ထွက်ပြေးသွားသည်ဟု KNU မြိတ်တော်ဝဲခရိုင်အတွင်းရေးမှူးဘရိုစောအေနာကပြောသည် စကားဆစစ်သားတွေထွက်ပြေးတာ40ကျော်50လောက်ရှိပြီးတရှိုးကအဲ့ဒီကိုလက်နက်မပါဘဲထွက်ပြေးတာရှိတယ်။တရှိုးကလက်နက်ယူသွားပြီးတော့ထွက်ပြေးတာရှိတယ်။ဒါပေမဲ့ထိုင်းဘက်ကဖမ်းတာရှိတယ်။ဘလို့အေးအေးယူမလဲဘလို့ဆောင်ရွက်မလဲဆိုတာတော့အသေးစိတ်မသိရသေးဘူး။ထိုနယ်မြေသည် KNU ၏အုပ်ချုပ်ရေးနယ်မြေတပ်မတ်ချက်အရတပ်မဟာလေးဗိတ်တဝဲခရိုင်တွင် ပါဝင်နေသည်တဝဲထိခိကုံတွေရေးလန်တခြား နှစ်30ကြာမြင့်နေပြီဖြစ်သည့်ထိတာဗျူဟာကုန်းကိုစီးနင်းမှုတွင်ဗျူဟာမှုအပါအဝင်တုတ်ပန်း15ဦးဖမ်းမိခဲ့သည်အဲ့ဒီဗျူဟာကုန်းကိုတင်ပိုက်နိုင်ချိန်မှာစစ်တပ်ဘက်ကအင်အား100ကျော်ကျော်လောက်ရှိတယ်လက်နက်မရှဘူးဗျလက်နက်50ကျော်ကျော်လောက်တော့တင်မိတာရှိတယ်အင်အား100ကျော်မှာကြံတာကတည်တယ်တေးတာရောထွက်ပြေးတာရောရှိသေးတယ်အရှင်ဖမ်းမိတာက15ရာဟု KNN နဲ့တက်ပြောရေးဆိုခွင့်ရှိသူကပြောသည်ထိခိတက်စခန်းတွင် ယုံတန်တိုက်စစ်ဌာနချုပ်လက်အောက်ခံကံပေါအရှိဆိုင်အမှတ်239ခုရှေလင်းတရင်ခလာရ293ကတက်ဆွဲခဲ့သည်တဝဲတီဂီလန်တလျှောက်တွင်2023မှာစတင်ပြီး KNN နှင့်ပူးပေါင်းတပ်များထိုးစစ်ဆင်လာခဲ့ပြီးနောက်စစ်ကောင်းဆောင်ကစီဦးစီးတက္ကသိုလ်ကျောင်းအုပ်ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုကံယိုဒန်တိုက်စစ်ဌာနချုပ်တိုင်းမှုရာထူးပေးခဲ့ခြင်းဖြစ်သည်လက်ရှိတနင်္သာရီတိုင်း ဒဝဲခရိုင်လေးမြို့နယ်တွင်တိုက်ပွဲများနှင်းဆဲဖြစ်ပွားနေပြီးစစ်ကောင်စီလေတပ်၏ပုံကျဲတိုက်ခိုက်မှုကြောင့်ဧပြီလအတွင်းအရက်သားရှာဦးသေဆုံးပြီးဆယ်ဦးထက်မနည်းဒဏ်ရာရသည်စစ်ပေးဒုက္ခသည်2000နီးပါးရှိသည်ဟုဒေါနာတနင်းသာရီစစ်ပေးဆောင်အထောက်အကူပြုရေးအဖွဲ့ထံကသိရသည်တောင်းမြစ်ရှိသည့်စပေးဒုက္ခသည်များမှာနိစ္စရကျွရများနှင့်တောတောင်ဥယျာဉ်များတွင်ခိုလုံနေရပြီးအစားအစာနှင့်ဆေးဝါးများအပြင်မိုးဥရသည်ဖြစ်၍ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေသည်။ တနင်္သာရီတိုင်းတွင်မက်စလာအတွင်စစ်ကောင်စီထိုးစစ်များနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်နေရဲဆုံးခွာထွက်ပြေးတိတ်ရှောင်နေရသူ16,800ကျော်ရှိနေပြီးဒဝဲခရိုင်အတွင်28,300ကျော်ရှိသည်ဟုလေးလာစောက်ကြည့်ရေးအဖွဲ့ဖြစ်သည့် FE5 တနင်္သာရီကဧပြီလ23ရက်တွင်ထုတ်ပြန်ထားသည် စစ်ကောင်စီကနေစဉ်ရက်ဆက်စစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေရာတနင်္သာရီမြို့နယ်တစ်ခုထဲတွင်ဒေသခံ18,500ခန့်တိမ်းရှောင်နေရသည်ဟုထုတ်ပြန်ချက်ကဆိုသည်